မုံရွာမျိုးရဲ့အခြေအနေလေးကိုလောလောဆယ်တော့ပြောချင်တာမုံရွာမျိုးရဲ့အခြေအနေကအေးစေးစေးတည်တည်ငြိမ်ငြိမ်ရှိတယ်အဲဘာမှဟိုလိုင်းပေါ်မှာပေါ့နော်အလို့အရန်ကြီးပြောတာသလိုမျိုးမဟုတ်ဘူးကျွန်တော်တို့ဆိုရင်ခုနော်အဲ PDF တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုတွားတာတော့ကျွန်တော်တို့ PDF တွေကိုမတွေ့ရတော့ PDF တွေကဘယ်ကိုရောက်နေပြီလဲမသိဘူးနော်ဘယ်ကိုရောက်နေပြီလဲမသိဘူးကျွန်တော်တို့ဆိုဒီနေ့လမ်းဆောင်ကဘာလမ်းဆောင်လဲကျွန်တော်တို့ကြောက်လို့မလာရဘူးကျွန်တော်တို့ PDF တွေကြောက်လို့မလာရတာဖြစ်မယ်တဲ့ကျွဲရဲလမ်းဆောင်ကျွဲရဲလမ်းဆောင်ပေါ့နော်ကျွဲရဲလမ်းဆောင်လို့ပါလို့ကျွန်တော်တို့ PDF တွေလိုက်ရှာနေ ်ပီဒီအက်တွေမတွေ့ဘူးအခုကျွန်တော်တို့အပြန်ကြရင်တော့ကျွန်တော်တို့ကမုံရွာရဲ့အခြေအနေကိုမုံရွာနဲ့မန္တလေးလမ်းပေါ့နော်မန္တလေးလမ်းရဲ့အခြေအနေကိုသိကျင်လို့ကျွန်တော်တို့အောက်ကနေသွားမယ်နော်အောက်ကကားလမ်းနဲ့သွားမယ်လေရင်လည်းမဟုတ်တော့ဘူးဒါပေမဲ့တခုနော်တခုကအောက်လမ်းနေသွားမယ်ဒါပေမဲ့ကျွန်တော်တို့ជីကာကားတွေဒီနေ့ကျွန်တော်တို့သွားပြီးတော့စစ်ဆေးတာရှိတယ်အဲជីជីជីကာကားတွေပေါ့နော်အဲជីကာကားတွေနဲ့ကျွန်တော်တို့ကသွားမယ်ជីကာကားတွေနဲ့သွားမယ်ဆိုတော့ကျွန်တော်ကမြေပြင်ရဲ့အခြေအနေကိုသိကျင်လို့မုံရွာနဲ့မုံရွာနဲ့မန္တလေး မုံရွာနဲ့မန္တလေးလမ်းပိုင်းမှာနှာပေါက်ဂိတ်တိပေါ့ဗျာနောက်ဆုံးအခြေအနေတိကိုကျွန်တော်တို့အဲ့ဒီမုံရွာကနေပြီးတော့မှအခုเนาะဒီအနောက်မြောက်တိုင်းစရတန်းကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ကြည်ကာကားနဲ့သွားမယ်เนาะကြည်ကာကားနဲ့သွားမယ်တပုံဘယ်နေရာမှာရှိလဲဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့เนาะယူပြီးတော့ကျွန်တော်တို့သွားမယ်ဗီဒီယိုတွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟို ်ပီဒီအမ်မန်းတော့ငါတို့သိမှာပါဘာလို့လဲမင်းတို့ကမင်းတို့ကဟိုကပေါ့နော်ဂျိုလည်းပေါင်ရင်ပေါင်နေမှာအမီလည်းပေါင်ရင်ပေါင်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အလွယ်တကူမင်းတို့သိနိုင်မှာပါနော်အဲ့တော့ကျွန်တော်တို့မုံရွာကနေမန္တလေးကိုအချီကာကားနဲ့သွားမှာသွားမှာသွားကြည့်မယ်တို့ဘုံခွဲရင်တော့ခွဲပေါ့ဗျာမတက်နိုင်ဘူးအဲ့တော့အဲ့တော့ကျွန်တော်တို့တည်တယ်တည်ပေါ့မဟုတ်လားတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လောက်တာဒါပေမဲ့မုံရွာမျိုးပေါ်မှာတော့နောက်ဘက်တိုင်းစစ်တမ်းတန်းကျော်တိုင်းမူကြီးနဲ့အဲအစိုးရပေါ့နော်ဒီဟိုစကိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ပေါ့နော်အဘဦးမြတ်ကျော်ပေါ့နော်ဦးမြတ်ကျော်တို့ရဲ့ အဲရင်ခွင်ရေးခိုးလုံရတာအေဂျင့်နဲ့မုံရွာကနေပြန်တော့မပြန်ချင်ဘူးမုံရွာကဌာနဆိုင်ရာတွေအားလုံးကပြည်သူလူထုတွေအားလုံးကနှွေးထွေးတယ်ကျွန်တော်တို့ဒီမုံရွာမှာရှိတဲ့မင်္ဂလာကံဆိုတာရှိတယ်เนาะကျွန်တော်တို့ကစုံလာပြင်းနေရကျွန်တော်ဟိုနေ့ကပြောခဲ့တယ်ဟိုရွှေလင်းဟိုဆရာတော်ဖရာကြီးကမိတ်နာပါတော့ဒီနောက်အနောက်ဘက်တိုင်းစစ်တပ်နန်းကျုပ်ထဲမှာရှိတဲ့ညောင်မင်းက82ပြည်လုံးဘက်82ပြည်ရှိတယ်เนาะ82ပြည်ရှိတယ်အဲ့ဒီရဲ့ညောင်မင်းကြီးကမာဘော်ဒီမြန်ညောင်မင်းကြီးကသူက ဖျားပွင့်ထားတဲ့ညောင်ပင်နဲ့ညီနောင်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတက်မတော်အတွင်းထဲမှာရှိတော့လူသူရောက်ပေါက်နေပါတော့ကြတော့သူကသူဒီမော်ဒီညောင်ပင်ကြီးကဖျားမပွင့်မဲနဲ့ဘောတော့သူ့ရဲ့ညီနောင်အဖျားပွင့်သွားတာဆိုတာကိုအဲ့ဒီလင်းုံရွှေလင်းုံဆရာတော်ဘုရားကြီးကမိန်ထားတာရှိတယ်เนาะအဲ့တော့အဲ့ဒီနေရာနေပြတော့မင်္ဂလာကန်းဆိုပြီးတော့မင်္ဂလာကန်းဆိုတာအခုနောက်ရောက်တိုင်းဆက်တဲ့နေတော့တိုင်းဘူးဘုကျုံညုံမင်းထွေးပေါ့เนาะဘုကျုံညုံမင်းထွေးရောက်မှအဲ့ကန်ပေါင်းပေါ်မှာမီးလာတွေဆင်ပေးထားတယ်အဲကွန်ကရစ်လမ်းတွေခင်းပေးထားတယ်အောက်မှာတော့ကြာပန်းတွေနဲ့အလယ်မှာဟို ကျွန်တော်တို့ရှင်ဦးဟိုဟာလားရှင်ဦးပါကုဒ်ရှင်ဦးပါကုဒ်ဟိုဟာဖရားပေါ့နော်ဟိုဟာရှင်ဦးပါကုဒ်ဟိုဟာ ਨੇ ကျွန်တော်တို့အဲ့မှာလှုပ်ထားတယ်အဲ့မှာတော်တော်လေးလက်တာရတယ်အေဂျင့် ਨੇ ပေါ့နော်အေဂျင့် ਨੇ အဲ့မှာမီးတွေမာတယ်တစ်ပင်တွေလာကျင်လာတယ်တိုင်းမူရလဲအဲတော်တော်ကိုဒီစကိုင်းတိုင်းအတွက်ပေါ့နော်သူတော်တော်အလုပ်လုပ်ထားပုံပေါ်တယ်အဲ့တော့ကျွန်တော်ခဏနားမယ်ဒီမှာကျွန်တော်ညီမလေးအစင်ဦးပေါ့နော်အစင်ဦးကဒီနေ့သူ့ရဲ့စီရေးအခြေအနေကိုအဲကျွန်တော်တို့လေမောင်နှမတွေကအဝေးရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော်ယူကျူလိုက်ကနေပြီးတော့မှကျွန်တော်ညီမလေးက အဲဒီအေဂျင့်စွာနေထိုင်ခြင်းနဲ့ပြည်သူလူထုတွေတက်မလို့ကာဝေးဦးစီးချုပ်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေနောက်ဆက်ကအစိုးရဝင်တဲ့ရဲ့လုံးဒီတက်မလို့နဲ့တက်မလို့သားမိသားစုတွေကိုတည်စီခြင်းနဲ့စိတ်နဲ့ညီမလေးကဝင်ရောက်ပြီးတော့မှလိုက်လွှင့်မှာဖြစ်ပါတယ်။မိုင်လား။ဟုတ်ကဲ့။ကိုစောဖုန်းအကောင့်ကနေပြီးတော့ဒါအကူကြီးတောင်းပြီးတော့ဒီနေ့တင်းကြောင်လေးတစ်ခုပြန်ပြီးတော့မျက်ဝေချင်တာလေးရှိလို့ပါအဲဆိုတော့ပေါ့နော်ဒီဒီကနေ့နာမည်ကြီးဟော့ဖြစ်နေတဲ့တင်းတစ်ခုပေါ့ အဲ့ဒါတော့ဗါလဲဆိုဒီဘဲရင်မျိုးနေအိုထိန်ခွင်းကြီးရွာစတင်ရောက်တပ်ပေါ်ကနေပြီးတော့လေရင်နဲ့ဒါဘုံချဲ့တဲ့အတွက်ကြောင့်မလို့ចောင်းသားចောင်းသူ90ဝင်းကျင်တိစုံထိခိုက်တယ်ဆိုပြီးတော့ဒီအကြံဖက်အပီမီဒီယာခစ်တစ်ကနေပြီးတော့တင်လာတာကိုတွေ့ရတယ်ဝါရဖြန့်ချီလာတာကိုတွေ့ရတယ်ဆိုခစ်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တနေ့ကုန်စုံစမ်းနေပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနမခတိုင်းတွင်းထဲမှာအဲကန်ကောဆိုလို့ရှိရင်မိုးမလင်းငယ်ငယ်ကလေးရမှာကျွန်တော်တို့ကန်ကောဘက်မှာလေးအောင်မြင်မှုတွေရရှိတဲ့တဲ့တွေရှိတယ်ပြီးတော့ဒီကျွန်တော်တို့ ဟိုတခြားပေါ့နော်ဒီနမခအတိုင်းမှာတခြားသောဖြစ်စဉ်တွေဖြစ်စဉ်တွေအသေးစိတ်တော့ပြောမပြတော့ပေါ့နော်အဲ့လိုဖြစ်စဉ်တွေအများကြီးရှိရအဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘာလို့မှ၃ရောင်ပေါင်းပြီးတော့ဒီဂရီတရင်တွေချိတ်ဆက်ပြီးတော့အတောင်ရှိတဲ့ပုံကိုယ်တွေကိုတင်ပြခဲ့တယ်အချိန်နှီးမှန်တွေကိုတင်ပြရတယ်တရင်ကောင်းတွေရောပြီးတော့ဒီတရင်တော်များချိတ်ဆက်ပြီးတော့လုတ်ခဲ့ရပေါ့အဲ့လုတ်ခဲ့လုတ်နေတဲ့အချိန်မှာတေချာဘောက်ကတော့ဒီကနေ့ဒီဘဲရင်ရွာဘက်ကိုဒီဘဲရင်နေဘက်ကိုလေလေချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နေနေခြင်းရှင်းနေခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တေချာသိခဲ့တယ် ဲ့တော့ဘာဖြစ်တာလဲဘာကြောင့်ဒီကလေးတွေတီးကြတာလဲပေါ့နော်ကျွန်တော်အမှစဉ်းစားကြရတယ်အများကြီးရှိတာအများကြီးရှိတာရဲ့အခါမှာဟိုတေချာဒီဘင်းရင်နေဘက်ကလူတွေကိုမင်းများစုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဘက်မှာအဲ့ဒီစာတင်ကြပေါ့နော်အိုထင်းကွင်းရာစာတင်ကြကိုသူကကလေးတွေကိုចောင်းသားចောင်းသူတွေကိုသူကဖြူစိမ့်ဝတ်စုံနေနဲ့ခေါ်ထားဘာလို့ခေါ်ထားရလဲဆိုရင်စန္ဒပြခိုင်းမလို့စန္ဒပြတပ်ပုံရိုက်ရိုက်ပြီးတော့လို့ရှိရင်သူကခေတ္တမီဒီယာကိုတင်မယ်တင်ပြီးတော့အဲ့မှာသူတို့ကပတ်စံတောင်းမယ်အခက်တဲ့မီဒီယာလည်းတို့ပတ်စံပေးပြီးတော့အဲ့ပုံလေးရိုက်ခိုင်းရိုက်ခိုင်းမယ်အဲ့တော့အဲ့လိုမျိုးရိုက်ခိုင်းတာတို့ကအပေးယူတွေတို့ကတို့ငကိုကလေးအမှရှိပြီးသား အဲ့အခြေအနေမျိုးကြီးမှာကလေးတွေကိုခေါ်လိုက်တယ်။ဦးထင်းခွင်းရွာစာတင်ကြောင်းဘက်ကိုခေါ်လိုက်တယ်။ဆန္ဒပြခိုင်းမလို့ဓာတ်ပုံတွေရိုက်ခိုင်းမလို့ခေါ်လိုက်တယ်။ခေါ်လိုက်တော့ကလေးဆိုတာတွေကသိရတိုင်းပဲလေ။လူငယ်တွေဆိုတာကတော့စူဇန်နဲ့စူဇန်နဲ့အစိတ်ရှိကြတယ်။အဲ့တော့စူဇန်တော့ဘာလို့လဲဆိုတော့ဒီမှာအဲ့ဒီဦးထင်းခွင်းရွာမှာအရင်တော့သူတို့ကိုယ်တိုင်ပဲဒီဦးထင်းခွင်းရွာစာတင်ကြောင်းထဲမှာသူတို့ကိုယ်တိုင်ပဲ TikTok ကနေပြီးဗီဒီယိုဖိုင်တွေတင်ထားတယ်။အဲ့ဒီမှာဟိုဘုံတီးတွေနော်ပြီးရင်ဟိုဒီ drone မှာတက်တဲ့ပြီးတော့တင်ထားပို့ခဲ့တဲ့ဖိုင်တွေရှိတယ်။အဲ့ဖိုင်တွေကကျွန်မနေဒီတက်ကန်ကြီးလည်းလာပြတယ်။ အဲ့ဒီ ఓ ထိတ်ခွေးရစာတင်ကြောင်းအားတဲ့အဲပြီးတော့ခွင်းတော့ကြာပြီအကြောင်းခွင်းတော့ကြာပြီအဲ့ဒီအကြောင်းထဲမှာဘာတွေရှိလဲဆိုရင်ရန်နေရှိရဲ့ဒါရီကိုပြုတ်လုံနေရနေ့စဉ်နဲ့အမြပြုတ်လုံနေကျွန်မဗီဒီယိုဖိုင်လေးတစ်ခုအရင်ပြလိုက်မယ်ပို့ပြီးရှင်းသွားအောင်လို့ဗီဒီယိုကလည်းတူတယ်မှန်ပါဒါသူတို့ကိုယ်တိုင်အဲ့ဒီစာတင်ကြောင်းထဲမှာ drone တွေဘုံသီးတွေပြုတ်လုံနေရဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အမစာတင်ကြောင်းထဲမှာသူတို့ကိုယ်တိုင်မလုံဘူး ေချာတော့ဒီဖောက်ခွဲပစ္စည်းတွေဆိုတာရန်နေနော်အဲအဲ့ဒါတွေနဲ့ပြုတ်လို့တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဖောက်ခွဲစေနိုင်တဲ့ပစ္စည်းတွေစုစည်းပြီးတော့သူတို့ပြုတ်လို့တာပြုတ်လို့တဲ့အခါမှာចောင်းသားចောင်းသူတွေကလေးငယ်တွေလာကြတယ်ကလေးငယ်တွေလာတဲ့အခါမှာကလေးငယ်တွေကလည်းစူးစမ်းကြမှာပဲအဲ့တော့စူးစမ်းရင်းနဲ့ဒီရန်နေနဲ့ထပြီးတော့ပောက်ကွဲမှုဖြစ်တယ်လို့သိရတယ်။သိရတော့တေချာကတော့ဟိုတရေနှစ်ခုဖြစ်သွားပါတော့ ဒီနာမခအတိုင်းထဲမှာဒီဘဲရင်အိုထင်းကွင်းနဲ့ပတ်သက်ပြီးတော့အဲဒီကြောင့်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတဲ့တဲ့ထင်းကလည်းတော့ confirm ဖြစ်တယ်တည်ချာတယ်ကျမတို့မျက်နာတွေနဲ့တော့ကျမတို့ဒါချပြပြီးတော့ပြောနေတာဆိုတော့မဟုတ်တဲ့တဲ့ထင်းတွေကျမတို့မပြောဘူးအဲ့တော့အဲ့တဲ့ထင်းတစ်ခုကလည်းတည်ချာနောက်တစ်ခုကသူတို့တင်ထားတဲ့ video file ကဒီပေါက်တဲ့ပစ္စည်းတွေဒီကြောင့်မှရှိတယ်ဆိုတာကိုတို့ဒီအချက်နှစ်ချက်ရာတိကျတာကတော့ဒီကလေးတွေတေးတယ်ပဲဟိုတေးသွားတယ်လို့တော့ပြောကြတာပေါ့နော်ဒါတို့တင်တဲ့တရင်တွေကတော့ကလေးတွေတေးတယ်လို့ပဲပြောတယ်တေးကြတယ်အဲ့တေးဆုံးမှုကကျမတို့ဒီတက်မလို့နဲ့ဘာမှတက်မလို့ကလုံးလို့ဒီကလေး တည်ရရတာတည်ဆုံးတာလုံးဝမဟုတ်ဘူးဆိုတာကိုဒါအခုကြည့်နေသူတွေအကုန်လုံးဒီမှာကြည့်နေသူတွေအကုန်တစ်ထောင်ကျော်လောက်ရှိတယ်အဲ့ဒီပြီးတော့ကြကြချင်းလေကိုကိုကြောက်ဆုံးလဲဝင်ပြောဦးမယ်လေတကန်းလုံးနဲ့အတူရှိဘယ်လောက်ရှိလဲဦးကြည့်လိုက်ကြည့်ရှုဒီဘလောက်လဲမဘလောက်1838လေဝင်ကိုကိုကြောက်ဆုံးအားလုံးမင်္ဂလာပါအင်းကြီးရောက်တူအေးရောက်တူအေးအေးရောက်တူသူကကျွန်တော်တို့တိုက်ပြီးပြလာတာမဟုတ်တော့သူတို့တိုက်တူလာတာနော်အားလုံးမင်္ဂလာပါဗျာ ကဲကျွန်တော်တို့အရင်လိုခြေနေရတဖြည်းဖြည်းပြန်အောင်ပါဗျာခြေနေပြန်ပွားလာအကျွန်တော်မုံရွာရောက်တယ်ဗျာကျွန်တော်မုံရွာလာကြတယ်အပြန်ကြရင်ကျွန်တော်တို့ဟိုအနေနဲ့ပဲကုန်းနဲ့ပဲပြန်မယ်အခုတော့ကျွန်တော်တို့ဟိုကြီးကကားနဲ့ပြန်မယ်ကျွန်တော်တို့ဒါမုံရွာ6မုံရွာ6ဦးမြင်းမူပေါ့ဗျာအဲ့ဒါကျွန်တော်ဇကိုင်းဇကိုင်းညောမန္တလေးပြောင်းဝင်မယ်မန္တလေးပြောင်းဝင်ကျွန်တော်ကုန်းနဲ့ပဲပြန်မယ်အဓိကကျွန်တော်သွားကြည့်သိကျွန်တော်ကဒီဒီလမ်းမကြီးပေါ့ဒီလမ်းမကြီးမှာဒါပြည့်ရက်တွေဘယ်နေရာတက်လဲပေါ့ ။ဒါပေမဲ့တက်တယ်ကျွန်တော်လိုက်ကြည့်မှာဗျာ။ပြီးရင်လမ်းမအခြေအနေပေါ့။လမ်းမအခြေအနေတကယ်ကောင်းလာပေါ့။လမ်းမအခြေအနေဘယ်ညမှာဘယ်ညမှာအထီးရဘယ်ညမှာမထီးဘူးပေါ့ဗျာ။လမ်းမရဲ့အခြေအနေပေါ့ဗျာ။ကျွန်တော်ဒီလမ်းကိုလမ်းနဲ့ပတ်သက်ပြီးတော့မြင်ကွင်းဘယ်လိုရှိလဲပေါ့။ PDF ကြီးဘယ်လိုရှိလဲပေါ့။ကျွန်တော်ကြည့်မှာ။အဲ့တော့ PDF မင်းတို့လည်းငါ့အတွင်းမညာနဲ့ငါလည်းမင်းတို့အတွင်းမညာဘူး။ဆွတ်ရတယ်။ဟိုကုန်းလမ်းပြန်မယ်။အရိုးတွင်လည်းမင်းတို့လောကမညာနဲ့မင်းတို့အတွင်လည်းအရိုးလောကမညာဘူးဒါကမင်းတို့နဲ့ငါတို့ကြာမှာပေးထားတယ်ပေးထားချက်ပဲဒါရှင်းတယ်မင်းတို့လည်းယောက်ျားတယ်လည်းယောက်ျားတယ်ငါတို့ကပြည်သူလူထုကိုကာကွယ်နေတာငါတို့တက်တဲ့အတက်ပညာကာကွယ်နေတာမင်းတို့လိုတမယမတူ တော်နေသွားလားဘုံကြီးတတ်တယ်ဆီယမတတ်တယ်ကွာမင်းတို့ကလည်းကိုကိုကိုစာတင်ခဲ့တဲ့ဆီယမတော့တတ်တယ်ကိုတင်ငန်းစီပေးတဲ့ဘုံကြီးကိုတတ်တယ်အတေဝါနဲ့နေတဲ့သူအချင်းချင်းမင်းတို့စောက်ရှောက်အောင်လားစောက်ရှောက်ပဲနဲ့မင်းတို့ကမရေချင်းနဲ့ချရတယ်1 2 3ကြာတယ်မျိုးမျိုးပြီးတော့မျိုးမျိုးလောက်ကြတယ်အဲ့တော့ငါတို့ငါတို့ကငါတို့မနေ့ပြန်ကြရင်ဂုံးလန်းနေပြန်မယ်ဒီငါတို့ပြောတဲ့တိုင်းလမ်းကြောင်းပြန်မယ်ငါတို့အတွင်မင်းတို့လောကမညာတယ်ငါတို့အတွင်လောကမညာဘူးအဲ့ဒါပဲမင်းတို့လည်းယောက်ျားငါလည်းယောက်ျားပဲเนาะမညာနဲ့တော့ငါတို့တော့မညာဘူးမင်းနဲ့ငါတို့တွေတော့မညာဘူးလိုက်ထဲမှာအကောင့်လုံးနဲ့ဆဲနေမဲ့သားလာခဲ့လိုက်ပါလို့ Pode ver, tá? Pode ver. Só se cai com ninguém, fala com ninguém, pede a arte, não